မင်္ဂလာပါဖော်ဘောပရီဗျူး channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေအဲ့တော့ဒီအပိုင်းကတော့ဒီ mentality ရဒေါင်းခဲ့တဲ့အတွက်ကြောင့်ဗီဒီယိုတွေပုံမှန်ကျွန်တော်မတင်ပေးခဲ့ဘူးเนาะအဲ့တော့ဒီနေ့ကနေစပြီးတော့ဒီနောက်ရက်တွေအထိဆိုလို့ရှိရင်ဗီဒီယိုတွေပုံမှန်ပြန်ပြီးတော့တင်ပေးမယ်ပေါ့နော်အဲ့တော့ဒီနေ့ကတော့အင်္ဂါနေ့ဒီနေ့မှဆိုလို့ရှိရင် ကစားမဲ့ချင်မင်းလေးပွဲစဉ်စုစုပေါင်း6ဝက်တိတိရှိရပါတော့အဲ့တော့ဒီနေ့ကစားတော်မဲ့ပွဲစဉ်6ဝက်တွေကနေပြီးတော့မှအကြိုက်ဆုံးဖြစ်မယ်လို့ထင်ရတဲ့ပွဲစဉ်တစ်ပွဲကိုဒီနေ့မှရွေးချယ်ပြီးမယ်ပေါ့နော်အဲ့တော့တခြားသောလက်ကျန်ပွဲစဉ်တွေကတော့ ဒါကျွန်တော်ရဲ့ Telegram channel နဲ့ Viber channel ဒီမှာပဲတင်ပြီးရပါတော့။ဝေးစီနေကကြီးကြည့်ပြီးတော့မှသာကစားသင်းတဲ့ဝေးစီနေဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ channel ဝေးစီနေကတော့ဒါကြီးအပြောင်းလဲပေါ့မူတည်ပြီးတော့ Telegram နဲ့ Viber channel တွေမှာကျွန်တော်ရွေးချယ်မှုလေးတင်ပြီးရပါတော့။အဲ့တော့ဒီနေ့ဗီဒီယိုကို YouTube ကနေကြည့်နေခဲ့မှာဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုရဲ့အောက်က ပင် comment မှာ Telegram channel link ကို Viber channel link ကို link နှစ်ခုလုံးကိုချပေးရတယ်ကိုအဆင်ပြေရဝင်ပြီးတော့ join ထားနိုင်တယ်ပေါ့နော်ဒီတကယ်လို့ TikTok အနေကြီးနေခဲ့နေမှာဆိုလို့ရှိရင်တော့ဒီ profile ရဲ့ဘိုင်ကိုမှာ Telegram channel link ကိုထည့်ပေးရတာပေါ့နော်အဲ့တော့ဘိုင်ကိုမှာပေးထားတဲ့ Telegram channel link ကနေတစ်ဆင့် Telegram channel ကို join ထားနိုင်တယ်ပေါ့နော်အဲ့တော့ဒီနေ့အတွက်ဒီရွေးချယ်ပေးမယ့်ပွဲစဉ်အကြတော့ဒီနေ့ည2နိုင်ခေါ်မှကစားမယ်เชลซีเนี่ยบาร์เซโลนาတို့ရဲ့ပွဲစဉ်ပေါ့เนาะအဲ့တော့အဲ့တော့အဲ့ဝဲစဉ်လက်ရှိပေါ့ကြည့်ကျွန်တော်ပြန်ကြည့်เชลซีက တေးကြရင်ပြန်ကားစီရှုံမယ်ပြီးတော့ကိုပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ကိုတွင်45ပြည့်ရှုံမယ်ပေါ့နော်အဲ့တော့ဒီခြေစီးပေါ့နော်ခြေစီးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ခြေစီးကဒါလက်ရှိမှာဆိုလို့ရှိရင်သူကစားခဲ့တဲ့အိမ်ဝင်ပွဲစဉ်နေပေါ့နော်ခြေစီးကဒီရာဒီမှာဆိုလို့ရှိရင်အိမ်ဝင်ပွဲစဉ်စုစုပေါင်း၈ပွဲကစားတာပဲပေါ့နော်ကစားခဲ့တဲ့၈ပွဲလုံးကိုကျွန်တော်ပြန်ကြည့် နှစ်သင်းပေါင်းအတွင်းကို၄ခုပြည့်ခဲ့တဲ့ပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်စုစုပေါင်းနှစ်ပွဲပဲရှိခဲ့တော့တွေ့ရလိမ့်မယ်ပေါ့နော်အေဂျင့်နဲ့ပွဲမှာ၅ခုလိုကိုနဲ့နိုင်ခဲ့တဲ့ပွဲစဉ်ရဲ့ဒီ Brighton နဲ့ Chelsea ကစားခဲ့တဲ့ Premier League ပွဲစဉ်မှာ၃ခုလိုကိုနဲ့ Chelsea ရှုံးခဲ့တဲ့ပွဲစဉ်တစ်ပွဲရဲ့ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်နှစ်ပွဲပဲနှစ်သင်းပေါင်းအတွင်းကို၄ခုပြည့်ခဲ့တော့တွေ့ရလိမ့်မယ်ဂျန်နေပွဲစဉ်တွေအကုန်လုံး၄ခုမပြည့်ခဲ့ဘူးဒါပေမဲ့လို့ ။တန်တင်းမောင်တင်ကို3ကိုအောက်ကိုရောက်ခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်အပြန်ကြည့်လို့ရှင်လဲ။ဒါဒီဟာဒီမှာခြေစည်းကစားခဲ့တဲ့အိမ်ဝင်းပွဲစဉ်တွေမှာဆိုလို့ရှင်3ပွဲပဲရှိရပါတော့။အဲ့ဒီကစားခဲ့တဲ့3ပွဲကိုကျွန်တော်အပြန်ကြည့်လို့ရှင်။ဒါဂျိုဆီမော်ရင်ဟိုရဲ့ပင်ပီကာကိုခြေစည်း1စီးနဲ့နိုင်ခဲ့တဲ့ပွဲစဉ်2ပွဲရဲ့နောက်ပြီးတော့မာကော့စီဘာရဲ့ဖူဝမ်ကို2စီးနဲ့နိုင်ခဲ့တဲ့ပွဲစဉ်2ပွဲရဲ့နောက်ပြီးတော့အိုလီဗာဂလက်စနာရဲ့ခွေဆက်ဘဲလစ်ကို ကိုမရှိသေးကစားခဲ့တဲ့အခြေစီးရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့အဲ့ပွဲစဉ်၃ပွဲကလွယ်ပြီးကျန်တဲ့ပွဲစဉ်တွေအကုန်လုံးမှာခြေစီးရဲ့ပွဲစဉ်တွေကတွင်းကို၃ခုပြေးခဲ့တာကိုတွေ့ရလိမ့်မယ်ပြီးတော့ဒီရာဒီခြေစီးကစားခဲ့တဲ့ချန်ပီယံလိပေါ့နော်ခြေစီးကဒီရာဒီချန်ပီယံလိမှာဆိုလို့ရှိရင်၄ပွဲကစားခဲ့တယ်ကစားခဲ့တဲ့၄ပွဲမှာနှစ်သင်းပေါင်းတွင်းကို၄ခုပြေးခဲ့တဲ့ပွဲစဉ်က၃ပွဲတိတိတောင်ရှိရပေါ့နော် ပြီးတော့9ရောက်ခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေဂျိုစီမော်ရင်ဟိုရဲ့ပင်မီကာနဲ့ပွဲစဉ်တစ်ပွဲပဲ9ရောက်ခဲ့တာကိုတွေ့ရလိမ့်မယ်ဒီရာဒီကစားခဲ့တဲ့ချယ်ဆီရဲ့ချန်ပီယံလိပွဲစဉ်၄ပွဲကိုကျွန်တော်ပြန်ကြည့်အဲ့၄ပွဲရဲ့9ပေါင်းကြီးတွေကိုကျွန်တော်ပြန်ကြည့်ချယ်ဆီရဲ့ပွဲစဉ်တွေက3နှုတ်ဆိုရဲအကြီးနဲ့ဆိုလို့ရှင် စုစုပေါင်း3ပွဲတိတိထွက်ခဲ့တယ်ပေါ့နော်ဒီ quarter world နဲ့ပွဲစဉ်မှာဆိုလို့ရှင်လေချယ်ဆီရဲ့ပွဲစဉ်က3နှုတ်နဲ့9ပေါင်းကြီးရထွက်ခဲ့တယ်အေဂျင့်နဲ့ပွဲစဉ်ကလည်း ဒီ၃နှုတ်ဆိုတဲ့ခြေနဲ့ပဲ champion league မှာထွက်ခဲ့တယ်ပေါ့နော်ပြီးတော့ Bayern နဲ့ပွဲစဉ်ကလည်း၃နှုတ်နဲ့ပဲထွက်ခဲ့တယ်ဒီရာဒီမှာဒီရာဒီ champion league မှာ Chelsea ကစားရဲ့ champion league ပွဲစဉ်၄ပွဲမှာဆိုလို့ရှိရင်၃နှုတ်နဲ့ထွက်ခဲ့တဲ့ပွဲစဉ်၃ပွဲမှာ၃ပွဲလုံးကနှစ်သိမ်းပေါင်းတူကို၄ခုပြည့်ခဲ့ပြီးတော့ဂိုးပေါင်းကြီးရဂိုးပေါ်ခဲ့တော့တွေ့ရလိမ့်မယ်ပေါ့နော်ပြီးတော့တဝဲတဲ့တော့၃အနှုတ်မထွက်ခဲ့ပြန်နဲ့၃အပေါင်း90ဆိုပြီးထွက်ခဲ့တဲ့ဘင်ဘီကာနဲ့ပွဲစဉ်တပွဲရတော့၉ရောက်ခဲ့တော့တွေ့ရလိမ့်မယ်အဲ့တော့ဒီနေ့ပွဲစဉ်ကလည်း သုံးနှုန်းနဲ့ထွက်ခဲ့ရဆိုတော့ဒီဘက်မှာ Chelsea ကိုထပ်ပေါ်မလားဆိုတော့အဲ့တော့စောင့်ကြည့်ရမှာပေါ့နော်အဲ့တော့ဒီတစ်ဖက်က Barcelona ပေါ့နော်တစ်ဖက်က Barcelona ကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေအဲ့တော့တစ်ဖက်က Barcelona အသင်းကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေ Barcelona ကဒီရာဒီပြိုင်ပွဲဆုံးအဝေးကွင်းပွဲစဉ်နေမှာဆိုလို့ရှင်အဝေးကွင်းဒီရာဒီမှာ Barcelona အဆုစုပေါင်း6ပွဲကစားထားတယ်ပေါ့နော်ကစားခဲ့တဲ့6ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်နှစ်သင်းပေါင်းသူကို၄ကိုအပြည့်ခဲ့တာအဆုစုပေါင်းအနည်းနဲ့ဆိုလို့ရှင်9ပွဲတိတိရှိတယ်ပေါ့နော် ကျန်တဲ့ပွဲစဉ်တွေမှာတော့နှစ်သင်းပေါင်းသွင်းကို၄ဂိုးမပြည့်ခဲ့ဘူး။ဒါပေမဲ့လို့ဒီနှစ်သင်းပေါင်းသွင်းကို၃ဂိုးအောက်ကိုရောက်ခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်လို့ရှင့်လေ။ဗလီကာနိုနဲ့ဘာစီကစားခဲ့တယ်။တစ်ဖက်ကတကူးစီတီချခဲ့တဲ့ပွဲစဉ်ပေါ့နော်။အဲ့ဒီပွဲစဉ်တပွဲပဲနှစ်သင်းပေါင်းသွင်းကို၃ဂိုးအောက်ကိုရောက်ခဲ့တယ်။ကျန်တဲ့ပွဲစဉ်တွေအကုန်လုံးမှာဘာစီရဲ့ပွဲစဉ်တွေက၃ဂိုးနဲ့အထက်မှာကြီးပဲရှိခဲ့တယ်ပေါ့နော်။ဝေကွင်းပွဲစဉ်တွေမှာဆိုလို့ရှင့်ပေါ့။ပြောမှဆိုလို့ရှင့်ဗလီကာနိုနဲ့ပွဲစဉ်တပွဲရပဲ1-1စီတီချခဲ့တယ်။ဒါကလည်းပြောမှဆိုလို့ရှင့်ဗလီကာနိုက ီရာဒီစပိန်လာလီဂါမှာဆိုလို့ရှိရင်ခံစစ်အကောင်းဆုံးအသင်းတွေမှာဆိုလို့ရှိရင်ဒါ top 5အတွင်းမှာဝင်တဲ့အသင်းတစ်သင်းဖြစ်တယ်ပေါ့နော်ဒီအသင်းနဲ့ပွဲစဉ်တစ်ပွဲရလွဲပြီးတော့ကျန်တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်ဘာစီရဲ့ပွဲစဉ်တွေကတင်ကို3ခုနဲ့အထက်မှာရှိခဲ့တာကိုတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီပွဲကအချက်လက်တွေအရဆိုလို့ရှိရင်နှစ်သိန်းပေါင်းတင်ကို3ခုအထိကျွန်တော်အနည်းဆုံးတော့မျှော်လို့ရမယ့်ပွဲစဉ်တွေဝဲလို့လည်းထင်တယ်ပြီးတော့ဒီယာဒီမှာဘာစီလိုနာကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ဒီ5ပေါင်းကြီးအရဆိုလို့ရှိရင်3နှုတ် ထွက်ခဲ့တဲ့ပွဲစဉ်ကြီးတော်တော်များတယ်ပြီးတော့အဲ့ထွက်ခဲ့တဲ့၃နှုတ်ထွက်ခဲ့တဲ့ပွဲစဉ်တိုင်းလို့လို့မှာဆိုလို့ရှိရင်လည်းဘာစီကအနည်းဆုံးအဲ့ပွဲစဉ်ကတွင်ကို၃ကိုအနည်းဆုံးတော့တွင်ကို၃ကိုရှိခဲ့တယ်ပေါ့နော်ဒီကိုများများဆသာရခဲ့ရင်တော့တွင်ကို၃ကိုနဲ့အထက်မှာရခဲ့တဲ့ပွဲစဉ်တွေများတယ်ပေါ့နော်ပြီးတော့ဒီဟာဒီဘာစီလိုနာကစားခဲ့တဲ့ချန်ပီယံလိစုစုပေါင်း၄ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းကစားခဲ့တဲ့၄ပွဲလုံးမှာဆိုလို့ရှိရင်ဘာစီရဲ့ပွဲစဉ်တွေကဒီနှစ်သင်းပေါင်းတွင်ကို၃ကိုနဲ့ထပ်မှန်မြင်ရှိခဲ့တယ်ပေါ့နော်ပြီးတော့ပြောမယ်ဆိုလို့ရှိရင် ပြီးတော့ဘာစီရဲ့ဒီရာသီကစားခဲ့တဲ့ချန်ပီယံလိစုစုပေါင်း၄ဘွဲ့ကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေ၄ဘွဲ့လုံးမှာနှစ်သင်းပေါင်းသင်းကိုက၃ခုနဲ့အထက်မှာရှိခဲ့တယ်ဗောနော်ပြီးတော့ထူးခြားတာကဘာစီကစားခဲ့တဲ့ဒီရာသီပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်၅ပေါင်းကြီးအရာ၃လုံးအပြည့်ရုံးဆိုပြီးတော့ထွက်ခဲ့တဲ့နှစ်ပွဲမှာဆိုလို့ရှင်ဘာစီကနှစ်ပွဲလုံး၅ပေါင်းကြီးအောင်ခဲ့တော့တွေ့ရလိမ့်မယ်ဗောနော်ပြီးတော့ဒီ၃လုံး90ရုံးဆိုတဲ့ဝင်းကျင်နဲ့ထွက်ခဲ့တဲ့နှစ်ပွဲမှာဆိုလို့ရှင်ဘာစီရဲ့ပွဲစဉ်ကနှစ်ပွဲလုံး အတီမောင်တင်ကို3ခုထိပဲရှိခဲ့တယ်3ခုတည်းမကျော်ခဲ့ဘူးနော်အဲ့တော့ပြောမလို့ရှင်တော့ဒီ PG နဲ့ပွဲစဉ်ရယ်ဒီ New Castle နဲ့ပွဲစဉ်ရယ်ဘောအဲ့ဒီပွဲစဉ်2ပွဲကတော့3လုံးအနုတ်90ဆိုပြီးထွက်ခဲ့တဲ့ပွဲပေါ့အဲ့ဒီပွဲစဉ်ကတော့2ပွဲလုံး3ရုံး3ခုနဲ့ပြီးခဲ့တယ်ဒီ goal မပေါ်ခဲ့ဘူးနော်ပြန်ကားစီအရှုံးခဲ့တာကိုတွေ့ရလိမ့်မယ်ဘောနော်ဒီပွဲရဲ့ဒီ Asian Cupy အချက်လက်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လေ goal ပေါင်းကြီးအရာ goal ပေါ့ goal ပေါ့ပါဆိုလို့ရှိရင် မျှတမှုရှိတယ် အဲ့တော့ဒီဘွဲကသွင်းကို၃ကိုလောက်တော့ကျွန်တော်အမြဲဆုံးအနည်းဆုံးဒီမျောလင်းလို့ရမယ်ပိုးစင်ဒီဘွဲလို့လည်းထင်တယ်အဲ့တော့၃ကိုသွင်းရင်ပြောင်းရတဲ့ရှုံးမယ်ဆိုတော့ဂျီတကူကဒီတဝက်ရှုံးခံပြီးတော့ရင်းကြီးတဲ့ပိုးစင်ဒီဘွဲလို့လည်းထင်တယ်ပေါ့နော်အဲ့တော့ဒီဘွဲကတော့ဒါကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ကိုပေါ့ပဲရွေးချယ်ပြီးခြင်းတယ်ပေါ့